အလုံးမင်္ဂလာပါဇူရဲ့ဗီဒီယိုလေးကနေပြီးတော့ပြည့်လေးကျွတ်ကျွတ်လိုက်ပါတယ်အရင်လာတွေကလှုပ်ရှုပ်နေရနေပေါ့နော်ဆက်ပြာစီမဖြောဖြစ်ပဲနဲ့ဝဲသုံးနေရပေါ့နော်အဲ့ဒါဒီဗေကန်ဆေးဆက်ပြာစီတွေရန်ကိုဈေးတက်နေလို့ပေါ့နော်ဒီနေ့တော့တန်းငယ်လေးလည်းသူ့ဘွားစီသွားတာနဲ့ကိုပါကိုအိမ်မှာဖြောဖြစ်ရင်းနဲ့ဇူးထက်ပြီးတော့တင်ပေးတာပါအရှိမလဲသူဆက်ပြာစီဖြောနီးလေးတင်ပေးထားပူးတယ်ပေါ့နော်ကြဲတော့အရန်ကိုလွယ်လို့ဇူတို့ ကြည့်လိုက်ရအောင်เนาะကဲဆိုကတော့ဒါမြောက်တကုံ30ဇေယျနေတဖုံးဝဲလာတာပေါ့เนาะဒါဒီမှာသူအမှတ်စဉ်လေးတွေပါပြီးသား1နှစ်3ဆိုပြီးတော့လေဒီတိုင်းလေးဖြော်လိုက်ယုံမယ်ကိုဝဲတဲ့ဆိုင်မှာဆက်ပြာစီတဖုံးနှစ်ဖုံးအဲ့လိုဝဲလို့ရတယ်ပေါ့เนาะပြီးရင်သူတို့ကတယောက်နဲ့တယောက်ဖုံးနေမတူတော့กว่าဥမဒီဖုံးကဘန်နလီတာနဲ့ဖြော်ရတာလဲတခါတည်းမေးဝဲဆိုကတော့16လီတာနဲ့ရောပြီးတော့ဖြော်ရတဲ့အဖုံးဝဲလာတာပါဈေးနှုန်းကတော့18000ပေးရပါတယ်ဒါရေ16လီတာထည့်ထားတယ်ပထမဦးဆုံးတော့သူ1လို့ရေးထားတဲ့ဂျယ်ဒုံလေးကိုထည့်မယ်ပေါ့เนาะ ဒီဂျဲတော်လေးကိုအရင်ဆုံးထည့်လိုက်မယ်ဒီဂျဲကိုအရင်ဦးဆုံးပျော်အောင်ပေါ့နော်သူတို့မှွေပေးလိုက်မယ်သူကတော့၄၅၀ကျက်လောက်ပဲမှွေပြီးလို့ရှင်ခဏတအောင်လောက်ပြစ်ထားလိုက်တယ်ပေါ့နော်ဒီဂျဲလေးရေနဲ့တသားတည်းပျော်သွားပြီဆိုမှနောက်တစ်မျိုးကိုထည့်ပါတယ် ကျေရင်နဲ့ပြော်သွားပြီဆိုတော့ဒီ SLE ရှောင်းလို့ခေါ်တယ်ဇက်ပြာအရှောင်းမုံလေးထည့်တယ်ဒီအမုံထည့်လို့ရှိရင်လေအနောက်ကိုမျက်နှာလွှဲပြီးမှထည့်ပေါ့နော်ဒါမှမဟုတ်လေနှာခေါင်းစည်းလေးဆွပြီးတော့မှထည့်နည်းနည်းမှုန်နေနော်နှာခေါင်းနေမျက်လုံးနေတဲ့အတွက်ကြာအဲ့လိုဓာတ်ငွေတွေရှောက်ပြီးတော့ရိုက်လို့ရှိရင်ကီမီကယ်တွေဆိုတော့မကောင်းဆိုတော့လေဇက်ပြာစီပြော်လို့ရှိရင်တော့လက်အိတ်ရောနှာခေါင်းစည်းရောဝတ်ပြီးတော့မှဖြောပေါ့နော်အခုအရင်ဗီဒီယိုတွေတော့တော့မတိခဲ့ဘူးအမှကောမန့်မှန်ပြီးရဲ့လူတွေကိုလည်းကျေးဇူးတင်ပါတယ်အခုကတော့လက်အိတ်ဒီပါတရားဝတ်ပြီးတော့ဖြောတယ်ပေါ့နော်ဒါလေးကိုလည်းအဲ့လိုမျိုးပေါ့ကို နည်းခဏတအောင်လောက်ပေါ့နော်5မိနစ်10မိနစ်လောက်မွေပြီးတော့ပဲပစ်ထားလိုက်တယ်ဂျဲချောင်းဟိုဒီစက်ပြာချောင်းရောဂျဲရောရေနဲ့တသားတည်းဖြစ်သွားအောင်သူတို့ဖြစ်သွားတော့မှနောက်တစ်မျိုးထည့်ရမှာဆိုတော့ခဏပစ်ထားလိုက်မယ်ပေါ့နော်ဂျဲရောစက်ပြာချောင်းရောတသားတည်းဖြစ်သွားရင်ခုလိုကြည်သွားတာပေါ့နော်ခဏပစ်ထားလိုက်အဲ့မှာစားလေးကိုထည့်မယ်သူများရောနည်းနည်းချင်းထည့်ပြီးတော့မှဖြော်တယ်သူကရောတစ်ခါတည်းထည့်ပြီးတော့ပဲဖြည်းဖြည်းချင်းလေးမှုရလိုက်တယ်မှုရရင်နဲ့ဒီစားလေးထည့်လိုက်ပြီးဆိုရင်မှုရရင်နဲ့ကိုပစ်လာတာပေါ့နော်တဖြည်းဖြည်းနဲ့ ဒီမှာကြည်လိုက်ဖြည်းဖြည်းချင်းမှုရင်းတဲ့ကိုလေးပြစ်လာတာအဲ့လိုမျိုးလေးပြစ်လာတာပေါ့နော်သူစပြစီမှုလို့ရှိရင်တစ်ဖက်သေးကိုပဲအဲ့လိုလေးမှုရင်းပေါ့နော်မှုရင်းတော့အမြုပ်တွေအများကြီးထသွားတတ်တယ်တစ်ဖက်လေးသေးကိုပဲကိုညာဘက်ဆိုညာဘက်ဘယ်ဘက်ဆိုဘယ်ဘက်မှုရင်းပေါ့နော်အဲတရားလေးတွေအကုန်လုံးပြစ်လာပြီဆိုတော့သူအမွေးစီရဲ့အယောင်ရဲ့ထဲ့မယ်ပေါ့နော်အဲသူကတော့ငါးမျိုးတစ်ဖုံပေါ့နော်အဲ့လိုမျိုးငါးမျိုးဆက်ပေါ့နော်ဝယ်လာတာတချို့ကျော်ချွတ်ဆေးလေးတွေလည်းပါတယ်သူကတော့ပကံဆေးဖို့တည်တတ်မယ်ဆိုတော့ဒီလိုမျိုးဟာကိုပဲဝယ်လိုက်ပါတယ် အဲ့တော့ဒီမှာအရာရောအမွေးစီရောထည့်ပြီးလို့ရှိရင်လည်းကိုတအောင်လောက်မှွေပြီးလို့ရှိရင်ပြစ်ထားလိုက်လို့ရပြီ။နောက်နေ့မနက်ဆိုသုံးလို့ရပြီပေါ့နော်။အမြုပ်အမြုပ်ငြိမ်သွားပြီးတော့ဆက်ပြားလေးတွေလုံးဝဟိုအာကြည်ပြီးတော့ပေါ့နော်ပြစ်ခဲနေပြီဆိုလို့ရှိရင်သုံးလို့ရပါပြီရှင်။ ကဲနောက်နေ့မနေ့ကျတော့အခုလိုမျိုးပေါ့နော်ပြက်တွဲခဲပြင်နေတဲ့စပြားစီလေးရပါပြီအရင်တော့ဆိုတော့ဇူဘတ်စုံသုံးဖြော်ပြီးတော့အဝတ်တွေလည်းလျှော်တယ်ကိုကမိုးရင်းကြလာတော့အဝတ်တော့မလျှော်တော့ဘူးပေါ့နော်ပကံစီဘို့အတွက်တီးတံမဲ့လှုပ်ဖြစ်ပါတယ်လို့ပကံစပြားစီကလေးဝယ်ဘူးတဲ့လူကြီးတည်တယ်ဆိုအရင်လာတာပေါ့နော်စီတီမတ်မှာဝယ်တာ၄လီတာခွဲလောက်တောင်မှာ 2000ဝန်းကျင်လောက်ရှိတယ်။ဒါဆိုလီတာ20လောက်ရတယ်။ AC 3ယုံပဲပေါ့နော်။ပကံစေးဖို့အတွက်ကတော့လေအဲကြောင့်မလို့ budget ရွှေ့ထားခြင်းနဲ့မမီတွေအင်ရှင်မတွေဖြော်ကြည့်ပါမခက်လဲမခက်ပါဘူးပေါ့နော်။ဒီဗီဒီယိုလေးဆောင်ကြည့်ကျေးဇူးများတင်ပါတတ။